ောက်ဘက်ကတော့ယူသားပါစိတ်ရှင်းပါလေခုတကယ်မောင်နှမလူညီကိုလို့ပေါ့နော်သူဘက်ကတော့မပြောတတ်ဘူးပေါ့ဟုတ်ကိုကလုပ်ငန်းလုပ်ပြီးပတ်သက်ခဲ့တဲ့တခြားမှာအလုံးပေါ်ကိုကတော့ယူသားခဲ့ပါလေအလုံးကကိုပေါ်ယူသားမျိုးသားတော့သူတို့ပဲတူမှာပေါ့နော်အဲ့လိုမျိုးကြိုင်ပါရခံလို့အဲရဲပြတ်တော့ကြော်တဲ့ကိုကြီးကိုရောင်ကြော်ရမ်းချောလာရင်တော့တဲ့ဟိုအသားကြီးလည်းကောင်းလာရတဲ့အဲ့လိုမျိုးလုံးမျက်ခုံးတွေလည်းပူကောင်းလာရတဲ့အဲ तू ကတော့ဟိုဘယ်လိုပြောမလို့ ဟိုရီလာမြောင်းမွေးပေါ့နော်စကားလေးညွတ်တူတူလေးပြောတော့ဒါကိုကိုယ့်ဘက်ကတော့စိတ်ခိုင်ပါတယ်အဲ့လိုမျိုးမရင်းရင်ခဲ့ပါဘူးကြားရင်လုံပါတော့ကျွန်တော်အခုအရပြတ်လိုက်တော့ကျတော့ဟိုတော်တော်အသားကြီးတွေကောင်းလာတယ်ပေါ့နော်တော်တော်လှလာတယ်အဲ့ပြောတဲ့လူတွေတော့ရှိတယ်အဲ့ပြောတဲ့လူတွေကလည်းကျွန်တော်မုံဝင်ကြီးနေကြလူတွေပေါ့နော်ကလေးတွေရပ်ကတဲ့ကလေးတွေဆီယမားနဲ့ဆိုင်လာဆိုဆီယမားနဲ့လည်းနည်းနည်းတော့ဆိုင်တယ်ဘလောက်ထိလှမယ်လို့ခံမှန်းထားလဲဆိုကိုကတော့အများကြီးမမှန်ပါဘူး အဲ့ဂျုံစိုးတို့ဂူဂျုံဖြိုးတို့လောက်ဆိုရင်တော့တော်ပါပြီဒါရကြမ်းကြီးတို့ပုံစံမျိုးလေးပဲပေါ့နော်ကျွန်တော်ကသူနဲ့သွားတူတာမဟုတ်သူကကျွန်တော်နဲ့လာတူတာအဲ့လိုမျိုးဘယ်နေရာတူလဲဆိုတော့တူတဲ့နေရာဘယ်နေရာတူလဲဆိုတော့အခုကြည့်နေတဲ့လူတွေဖြည့်ပေးလိုက်မယ်ပေါ့သူတို့ကတော့ပိုးသိမှာပေါ့အပြင်းကြီးတဲ့လူဆိုတော့လေတော်တော်တောက်လိုက်စားလိုက်အိတ်လိုက်ပေါ့လုံးဆက်ရှိရဲ့ဟိုကအလုပ်လေးလုပ်လိုက်ပေါ့ဟုတ်ကဲ့ဆိုတော့တောက်တာဖြတ်တာတောက်တာဖြတ်တာဖြတ်တာတော့နှစ်လလှူထားတာပေါ့နော်နှစ်လဆိုတော့ကိုစွန့်စွန့်စားစားလှူလိုက်ရတာ ဘယ်လိုပြောလို့လူလိုက်တာဆိုတော့ကိုကအသားကြီးလေးလေးနည်းနည်းမွဲချောက်လာတယ်လို့ခံစားလို့ပေါ့နော်အမွဲအသားကြီးစကင်းတုံးလေးလေးတစ်စင်းမြင့်ကျင်လို့အသားလေးလေးအတိနဲ့နေပို့စားပြရအောင်လို့ပေါ့နော်အသားကြီးဖြူလာကျင်လို့ရက်ဖြတ်လိုက်တာပေါ့ကျွန်တော်အခုရက်ဖြတ်လိုက်တော့ကျတော့ဟိုတော်တော်အသားကြီးတွေကောင်းလာတယ်ပေါ့နော်တော်တော်လှလာတယ်အဲပြောတဲ့လူတွေတော့ရှိတယ်အဲပြောတဲ့လူတွေကလည်းကျွန်တော်မုံမုံကြီးနေကြလူတွေပေါ့နော်ကလေးတွေရက်ပတဲ့ကလေးတွေအဖြက်ကစားတော့အဲ့လိုမျိုးဟို ဟိုညကြရင်အဲ့မပြောသလိုလိုအဲ့ပြောသလိုလိုအဲ့အဲ့လိုအဲ့လိုမျိုးဖြစ်တာအခုတော့နည်းနည်းတော့နေသားကြတာပဲအဆင်ပြေပါပြီလှကျင်တာရေလို့တော့မဟုတ်ကိုကငကူကအလားရှိပြီးသားအဲ့အဲ့ဒီငကူသဘာဝအလားတရားကိုပြန်ပြီးတော့ရုံလုံးပေါ်စီကျင်တာပေါ့နော်အဲဘလောက်ထိလှမယ်လို့ခံမှန်းထားလဲဆိုကိုကတော့အများကြီးမမှန်ပါဘူး အဲ့ဂျုံစောတို့ဂူဂျုံဖြိုးတို့လောက်ဆိုရင်တော့တော်ပါပြီဒါရကြမ်းကြီးတို့ပုံစံမျိုးလေးပဲပေါ့နော်ကျွန်တော်ကသူနဲ့သွားတူအောင်မို့သူကကျွန်တော်နဲ့လာတူတာအဲ့လိုမျိုးဘယ်နေရာတူလဲဆိုတော့တူတဲ့နေရာဘယ်နေရာတူလဲဆိုတော့အခုကြည့်နေတဲ့လူတွေဖြစ်ပြီးလိမ့်မယ်ပေါ့သူတို့ကတော့ပိုသိမှာပေါ့အပြင်းကြီးတဲ့လူဆိုတော့လေအဓိကတော့ဟိုကျွန်တော်တို့ကနေတိုင်းပုံလေးပြောတောက်ဖြစ်တဲ့တဲမှာပါတယ်မလိမ့်မှုတောက်တယ်ပေါ့နော်တောက်တယ်တောက်ဖြစ်တယ်နောက်ပိုင်းကျတော့နည်းနည်းအစားတောက်ပြက်လာတာလေးဒီအဲတချို့ပေါ့နော်တောက်ပြီးစားပြီးလို့ရှိရင်မဖြစ်တင်တာလေးမပြောတင်တာလေးမလုပ်တင်တာလေးလုံးမိတဲ့အတွက်ပေါ့နော် အဲ့ဒါထိမ့်သိမ့်တဲ့အနေနဲ့ဖြတ်လိုက်တာပါနောင်တတော့ရမိလားဆိုတော့နောင်တတော့အရင်မြောက်ကိုမားလို့ရှိရင်လေကိုကမားတဲ့အကြောင်းပြောပြီးတော့ကိုမားခဲ့တဲ့လူတွေသွားတောင်းပန်လိုက်တယ်အဲ့လိုမျိုးခွင့်လို့ရှိရင်မခွင့်လို့ရှိရင်တော့သူတို့ပုံမှာမူတီးရပါဘောအဲ့လိုမျိုးနောင်တရရလို့တော့မရှိပါဘူးအဲ့တော့ဒီကတော့ချွေသိန်းတော့ဟိုဟာပွဲရုပ်ပြီးတဲ့ဦးလေးရတော့စုံနေပဲရုပ်ပြလိုက်တာတော့မျိုးစုံနေပဲချိန်လိုက်တာကမှဟိုဟာဂျွန်းတွေကိုပြပြအိနာနဲ့ရင်လန့်နေ။ဘာအဲ့လိုရက်ပြလိုက်လို့ဘာဖြစ်ပါစေညာဖြစ်ပါစေလို့တော့ကိုကတော့စုမတောင်းခဲ့ပါဘူး။သူကသူ ထိုက်တန်တဲ့အကျိုးရလိမ့်မယ်တူသောအကျိုးရလိမ့်မယ်ကာမှုကုသိုလ်လေးပို့လုံးဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှင်ပေါ့ဒီနှစ်လတော့စွန့်စွန့်စားစားဖြတ်လာတာအရင်တော့တလားကျက်တလူလူ15ရက်လူလူအရင်ဆိုတချို့ဆိုရှိတယ်လေဟိုကရက်တော့လူဆိုယူရနမလူပဲနဲ့လေအရက်တော့လူပါမယ်နော်ဟိုနှစ်လားလူမယ်တစ်နှစ်လူမယ်ဒါပေမဲ့ဖူးမိုးမပါတော့စပိုင်မပါတော့ရှိသေးတယ်လေတွတ်မှုလားတော့မသိဘူးအဲ့လိုမျိုးတွေအဲ့လိုမျိုးပြောမှဆိုလို့ကိုကကျတော့အကုန် ငူးငူးရစ်စစ်တတ်တော့အရာနဲ့ပတ်သက်သမျှအကုန်တူတာဆိုတော့နှစ်လဆိုတော့တော်တော်စွန့်စွန့်ဆဆလှူရတာအဲ့လိုမျိုးဒိဋ္ဌိမျိုးအောင်မြင်နေတာလည်းမျိုးသူကသူကိုစူးစမ်းမှုပေါ်မူတည်ပြီးတော့ကံဉဏ်ဝရိယပေါ်မှာမူတည်ပြီးတော့ထိုက်တဲ့နဲ့အရာတော့ရမှာပါပါအဲ့လိုမျိုးဆူတောင်းတာမျိုးပါမှုတော့မရှိပါဘူးမိနိုင်ဆိုအော်မလည်းမြန်တဲ့တယောက်လားအော်သူနဲ့ပတ်သက်ပြီးတော့ဟိုကကျွန်တော်ဘက်ကတော့ရိုးသားပါစိတ်ရှင်းပါလေခုဟိုတကယ်မောင်နှမလူညီကိုလို့ပေါ့နော်သူဘက်ကတော့မပြောတတ်ဘူးပေါ့ဟုတ်ဆီယမားနဲ့ဆိုင်လားဆိုတော့ဆီယမားနဲ့လည်းနည်းနည်းတော့ဆိုင်တယ် ဘာဆိုင်လဲဆိုလို့ရှိရင်ပေါ့နော်အဲကျွန်တော်အရင်တောက်ပြီးရဲ့အခါကြလို့ရှိရင်ညကြိုင်ပေါ့နော်အိတ်တော်မဲဆိုလို့ရှိရင်ဆ iam အသေးခွဲတဲ့အခါတွေဆိုလို့ရှိရင်လာလာပြီးရင်ဖွင့်တာပေါ့နော်တညာလုံးအားမနာဘူးပေါ့နော်ဂျာဇကူမာတော့ကြောက်ကြောက်စာလောက်ရှိတယ်သူ့ဘူးတဲ့စာတွေကလေကိုလည်းမဖတ်နိုင်တော့ဘူးအခုကျတော့အရင်မတောက်တော့ဘူးဆိုတော့ကျတော့ညအိတ်ချင်ရောက်ပြီးဆိုတော့ကိုနိုင်ဆောင်နဲ့ဖုန်းကိုလေးမြန်တင်ပြီးတော့အိတ်လိုက်တယ်အကြသူလည်းနောက်ဆက်လို့မရတော့ဘူးပေါ့နော်သူကသူကအချိန်ကမလေး20လေးနိုင်အသေးခွဲနေဟွန်းအဲသူ့မှာတခြားအဲ့လိုမျိုးတိတ်တိတ်ပေါ်မှာ20လောက်ရှိရဲဒိတ်တိတ်ကြီးကလည်း5-6ယောက်ရှိရဲ့ ဟုတ်ပါဘူးအဲ့ဒါဟိုကိုကလုပ်ငန်းလုပ်ပြီးပတ်သက်ခဲ့တဲ့တခြားမှာအားလုံးပေါ်ကိုကတော့ယူသားခဲ့ပါတယ်အားလုံးကကိုပေါ်ယူသားမျိုးသားတော့သူတို့ပဲတူမှာပေါ့နော်အဲ့လိုမျိုးကြိုင်ပါရခံလို့အဲရဲပြတ်တော့ကြော်တဲ့ကိုကြီးကိုရောင်ကြော်ရမ်းချောလာရင်တော့တဲ့ဟိုအသားကြီးလည်းကောင်းလာရတဲ့အဲ့လိုမျိုးလုံးမျက်ခုံးတွေလည်းပူကောင်းလာရတဲ့အဲသူကတော့ဟိုဘယ်လိုပြောမလို့ဟိုရီလာမြောင်းမေးပေါ့နော်စကားလေးညွတ်တူတူလေးပြောတော့ဒါကိုကိုဘက်ကတော့စိတ်ခိုင်ပါတယ်အဲ့လိုမျိုးမရင်းရိုင်ခဲ့ပါဘူးကြားရင်လုံပါတော့ပါ အားမနာဘူးနော် तू ပြောရှိရှိလည်းမယုံပါဘူး။ तू က तू ကကောင်းတာတစ်ခုပြောပြီးဆိုလို့ရှိရင် तू ကဟိုမှာရှေ့တလန်းတို့ဘောနောက်နလန်းလောက်ဆုတ်တဲ့ပုံစံဒါကောင်းတာတစ်ခုလာပြောဆိုငါ့ဘာကြီးဂျင်းထက်တော့မှလဲငါ့ဘာကြီးဟိုဂျင်းထက်မှလဲလုံးမှလဲဆိုကိုယ်ထိတ်လန့်နေရတာ။ तू ကလေခီးသွားတဲ့အချိန်မှာကိုမသိလက်တဲ့အချိန်မှာ ကိုယ့်ရဲ့ကဘာပေါ်မှာရုပ်အစိုးဆုံးရုပ်ပြတ်ရုပ်ပြတ်စင်ပြတ်ပုံမျိုးသူပဲရိုက်ထားတယ်သူဘုံထဲမှာပုံနေရလောက်ရှိတယ်ဘာရိုက်တတ်လောက်မလဲမသိဘူးအခုတော့မှပုံ20လောက်ချပြပြီးတယ်နောက်ထပ်အဲ့ဒါအစွန်းတက်ပဲရှိသေးတယ်တခုခုလာအောင်မှာ तू ကတခုခု तू ခိုင်းတာမရလို့ရှိရင်ချိန်ကြောက်တယ်နော်ဒီပုံတွေရှိသေးရယ်နော်တင်လိုက်ရမလားဒီပုံတွေရှိရယ်နော်မစင်ကြလားဒီပုံတွေတင်လိုက်ရမလားတင်လိုက်ရမလားဆိုပြီးအဲ့လို तू ချိန်ကြောက်တတ်တဲ့အကျင့်တော့ရှိတယ်ဥပမာ तू ခိုင်းတာပေါ့နော်အကိုကြီးဒီဟာလောက်ပေးမန္တလေးမှာဒီဒီဟာလိုချင်တဲ့ဟိုဟာဒါမှအားလို့တောက်ွယ်ပြီးအောင်တခုခုကြီးရုံးဆိုလို့ကိုကြီးမအားဘူးမအားလို့ရှိရင်ဟောဒီမှာပုံရှိရယ်နော် ူစားတော့အဲဟိုက်ပုံကိုတင်လိုက်ရမလားဆိုပြီးအဲ့လိုမျိုးချိန်ချောက်တာရရှိပါဒါဥရိယာစကားပြောရမှာပေါ့ရှိသေးတယ်ဒါကဟိုကလွတ်ဝက်လက်နဲ့ပေါ့အချက်မပြသေးဘူးရေချောင်းကြုံတဲ့အခါမှာအဆင်ပြေတယ်မိနာတော့ဘုန်းလေးမြတ်တခုဆိုလို့ချင်း तू ကအလုပ်ငန်းမို့လေးစားတယ်အလုပ်ကိုတည်တည်ချာချာလုပ်တယ်တူတူနန်လုပ်တယ်ပေါ့နော်အခုမှကျသူဘီရီပါဆိုလို့ရှိရင်လည်းကျွန်တော်ကဥမာဟို secretary ပါရေးပြတယ်ရေးပြရဆိုလို့ရှိရင်သူကအကြံဉာဏ်ထပ်ဖြည့်တယ်ထပ်ဖြည့်ပြီးလို့ရှိရင် active ပါဆိုလို့ရှိရင်လည်းမိနသူကင်မရာတမိုင်းနဲ့သူကသူရိုက်တယ်သူကိုယ်တိုင်ထိုင်ဆက်တာ လုပ်ငန်းမဟုတ်တော့လေစာပို့ပြီးတော့လောက်ရတာအဆင်ပြေတာပေါ့ရှိတယ်အခုဟာသားတွေကလက်ခံထားတာ၄၅ခုလောက်ရှိရပါတော့ဆမမီနိုင်တယ်ပဲအခုလည်းမော်လမြတ်တွားရရမှာမော်လမြတ်တွားရရမှာလက်ခံထားအလီလည်းရှိတယ်အဲထပ်ပြီးဗီလေးထွက်လာမှာသူနဲ့ကြတော့လောက်လာတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဟိုတခြားလူတွေလည်းအဆင်ပြေတယ်အဲသူနဲ့ကြတော့ तू ကကုထက်လည်းငယ်တော့အာမနာဘူးနော်ရှိန်နေကြလည်းမလို့ဘူးစကားပြောညီမရှိရမနီးပါဘူးအဝေးပဲသူဘာလို့လဲဆိုတော့ तू ကသူ့မှာတက်ဆိုင်သူရှိရလေကိုကသာအဲ့လိုမျိုး ဟိုမြင့်မြတ်သောစင်ကယ်ဖြစ်နေရပေါ့ကျွန်တော်ဘက်ကယူသားပါတယ်သူ့ဘက်ကပဲဖြစ်ဖြစ်မှာပါအဲ့ဒါတော့ထင်လို့ပါထင်လို့ပါအဲ့လိုတခါကျသူအဲ့လိုမျိုးတော့ပို့ပါတယ်ကိုကတော့စိတ်ခိုင်ပါတယ်အဲ့လိုတင်းထားတယ်ဒါပေမဲ့သူ့သူ့ကပြည်တူတူညူတူပို့လဲသူ့အတိုင်းနဲ့ဘလို့လို့ပြည်တူတူညူတူပေါ့မှာတော့အဲ့လိုမျိုးအချိန်ပြည့်သူ့ခုနှစ်သားသမီးကိုအော်ငေါ့စုကူတောင်းညံ့တယ်လက်ညိုးတောင်းကောင်းကောင်းနဲ့မျက်မှိုင်းလန့်ပြီးတော့လေတွေးမိတယ်သူကအချိန်ပြည့်ကိုဆရာမသူကအပြင်မှာလည်းသူကဆရာမမှုဝင်နေရအပြင်မှာလည်းမျိုးလုံးမျိုးမျက်စံမျိုးနဲ့ဆရာမမှုဝင်နေတယ်သူကတခုဆိုလို့ချင်းအဲ့ ိုလူငေါ့ချင်ဒီလူပြောချင်တယ်ဆရာပဲလုပ်ရှင်နေအဲ့လိုတူတူသောတူတူသောသူမှန်သောသူသာလဲဆရာငါဆရာမငါ့အပြင်မပြောနေဆိုတဲ့ပုံစံသူကသူကလွတ်လွတ်လပ်လပ်ယူပါစေသူလွတ်ပြီလေ ချစ်လို့စားနော်ဆိုးပါဘူးမဆိုးကျွန်တော်ဘာလို့ကျွန်တော်စိတ်ဆိုးခဲတယ်စိတ်မဆိုးတတ်ဘူးဥမာကိုတင်လို့ကိုအောက်မှာကိုမနေ့မှာတအားစနေပြီဆိုလို့ချင်းလဲကျွန်တော်ကစိတ်မဆိုးအဓိကတော့ကျွန်တော်ပြောသလိုပဲကျွန်တော်ပြောတစ်ခါပြောသလိုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့ဒါထိခိုက်မလို့နဲ့ကျန်တာဘလို့ဆယ်ဆယ်ဘလို့ဆတာကျွန်တော်စိတ်တဲ့ပါအောင်ရှိအော်ပရိသတ်ဆိုတဲ့ကိုရှိခင်အပြင်ညီကောင်မတော်မတန်ခင်မိတ်ဆွေတယောက်ချင်းစီတိုင်းပေါ့နော်အဲနောက်ထပ်လဲဟာတာဗီဒီယိုလေးတွေပေါ့နော်တက်နိုင်တယ်လို့ကိုစွမ်းညံစွမ်းရှိတယ်လို့ဖန်တီးထားပါတယ်နောက်ထပ်လဲဗီဒီယိုတွေအများကြီးထက်လာပါအောင်မယ်လို့ချစ်ပြီးရည်ပြည့်ရဲ့လူလေးကျေးဇူးအများကြီးတင်ပါတယ်လို့